大家欧年春节，欧年春节是欧年春节也在家也不，咱着春节在弄弄。 လုံးမင်္ဂလာပါရှင်မိချဲချိုချန်နယ်ကနေပြန်ကြိုဆိုလိုက်ပါရယ်အရင်တစ်ခေါက်တုန်းကပကံပြည်စခဲ့တယ်လို့ယူဆကြကြတဲ့ရုံလွှတ်ကျွမ်းနန်းတော်ဟောင်းနေရာရယ်အနော်ထာမင်းလက်ထက်ထင်ရှားခဲ့တဲ့ဇီဒီပထိုးတွေအကြောင်းကိုမျှဝေပေးပြီးသွားပြီဖြစ်လို့အခုတစ်ခေါက်မှာတော့အနော်ထာမင်းရဲ့အကူရတဲ့သူရဲကောင်းတဦးလည်းဖြစ်တယ်လို့ ကံထီးနှန်းရဲ့၄၀၄၀မြောက်မင်းဖြစ်တဲ့ချက်စစ်သားမင်းလက်ထက်ပကံမှာထင်ရှားကြော်ကြားတဲ့ဇီဒီပထိုးတချို့ကိုစူးစီးပြီးတော့ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။ကျစတာမင်းကလေယုံရီနှလုံးရီနဲ့ပြည်စုံတဲ့မင်းတပါဖြစ်ပြီးတော့သူထီနန်းဆိုးဆန်စင်ကာလာပကံပြည်ကြီးရလဲစစ်မဲ့ကင်းရှင်းပြီးတော့ငင်းချဲตายခဲ့တယ်လို့မှတ်တမ်းမှတ်ရတွေမှာလည်းဖော်ပြထားကြတယ်ဇေဒီပထိုးကူเจ้าနေကိုလည်းအများအပြားတိဆောက်ပေးခဲ့တဲ့မင်းတပါလည်းဖြစ်တယ်တဲ့ ရာဇဝင်မှတ်တမ်းတချို့မှာတော့ကျဆက်သားမင်းကအနော်ရထာမင်းရဲ့တားတော်တစ်ပါးလေးဖြစ်တယ်လို့ဖော်ပြထားကြပါတယ်။ တသီသားမင်းမင်းမဖြစ်ခင်တော့ကတဲ့ဒီစစ်သူကြီးအဖြစ်နဲ့ရှိနေတော့ဒီနေရာပေါ့နော်အခုအလိုတော်ပြည့်အခုဖေးအားတဲထားတဲ့နေရာရောက်တော့တသီသားမင်းကဆူတောင်းအဋ္ဌထံပြုခဲ့ဘူးတဲ့သူ့ရဲ့ဆူတောင်းကမိမိဒီစစ်ထွက်လာရတော့လေစစ်တိုက်လို့စိတ်မရှိပါတစ်ဖက်ပြိုင်ပွဲများသည်မိမိတို့စစ်ကြောင်းချီလာကြောင်းကြားယုံများနဲ့စစ်အောင်နိုင်သူ ဖြစ်ရပါလို့ဤ မိမိပောက်ကံပြီးချီနှံရရှိသောအခါယခုအဋိဌံပြုသောနေရာတွင်ဖျားတဲပြီးသာသနာပြုရပါလို့ဤလို့ဆုတောင်းအဋိဌံခဲ့တယ်တဲ့အဲ့ဒီအဋိဌံအောင်မြင်ခဲ့လို့ကျဆေသားမင်းကသူပကံချီနှံကိုရရခြင်းမှာပဲရှင်အရဟံမထေရမြတ်နဲ့တိုင်ပင်ပြီးတော့ဒီနေရာမှာအလိုပြည့်ဆိုတဲ့ဘွဲ့အမိရှိတဲ့ခုဖျားတဲ့ဆူကိုတည်ထားခဲ့တာဖြစ်ပါတယ် ချက်စတာမင်းကြီးတည်ခဲ့တဲ့ဒီအလိုတော်ပြည့်ခုဖျားကလည်းပကံမှာထင်ရှားတဲ့ဇေဒီတစုထဲမှာပါတယ်ဒီခုဖျားထဲမှာဒီမှန်ပေါင်းတွေနဲ့ထိမ့်သိမ်းထားတဲ့နယံစီပကြီတော်တော်များများကိုတွေ့ခဲ့ရတယ် တန်းတွေထဲမှာတော့ဒီခုဖရားကိုနိုင်ငံပတိစီသူမင်းကြီးတက်ထက်မှာတစ်ကြိမ်ပြုပြင်ခဲ့သေးတယ်တဲ့နောက်ပိုင်းကျတော့ခြုံရွယ်ပိတ်ပေါင်းတွေဖို့ပြီးတော့ကွက်ပြောက်သွားခဲ့တာတော်တော်ကြာသွားတယ်တဲ့1992 93နောက်ကျတော့မှအလိုတော်ပြည့်ဆရာတော်ဖရားတို့လူတည်များတဲ့ဆရာတော်ဗန္ဒန္တအရိယဝန်တာကပြန်လည်ဖော်ထုတ်လိုက်လို့ထင်ရှားကြော်ကြားလာခဲ့တာဖြစ်ပါတယ် ခင်ဖျားမှုသွားလို့ရှိရင်ဒီရုပ်သိရုံလေးတွေနဲ့ဓာတ်ပုံတွဲရိုက်တာလက်ကြည်ဆွဲတာဒီသပင်းကျက်ဆံပြီးအလှကျက်တာလေးတွေအားလည်းလုံးလေးလှထရှိတယ်အမှတ်ရလေးတွေပေါ့နော်ရေးဆွဲပေးနေပါရနော်။ဟာ ာကျွန်တော်တို့ရေစိုးကန်တန်းစေးပါပဲတန်းပါဟုတ်ကဲ့တန်းစေးပါပဲတန်းတော့တော့မပြောဆာစီးလို့ပါလို့ပါတော့အဲသူကသူကအိန္ဒိယလာ ready made ပဲအရင်တော့ကျွန်တော်ဒီအရင်တော့ကျွန်တော်ငယ်ငယ်ထောင်းထောင်းလာလေ 那是越南来，来，你干？ ခုအနန္ဒဖရာကိုရောက်ပြီအနန္ဒဖရာဝင်းထဲကိုမဝင်ခင်ဒီအပြင်ဘက်မှာဥပုပ်ကျိုးရိုးဆိုင်လေးတွေဒေသထွက်လွတ်မှုတွေအစားအသောက်တွေရောင်းတဲ့ဈေးဆိုင်လေးတွေအစုံပဲကြည့်မှာဟောတာမကြည့်ဟုတ်တယ်မမကြည့်ပါကြိုက်မှာဝယ်ရတာမကြည့်အမောနဲ့ရဟုတ်နော်အဲ့လက်ရှင်းချက်ဒီလိုရရမှာရောက်ဒီအမှန် ငါထားလိုက်ပြီတော့ကျထုတ်ကိုဆောက်တယ်သူကဘာကြောက်ရှိရနော် မကြီးသေးကိုနှက်ထားတာကတော့မရှိဘူးဟုတ်တယ်ဒီကနေ့ကတော့အဲ့ဒါကိုကြိုက်ကြတာဒီနေ့ဆောလာရကျမတို့အမြဲဆိုပြီးကျမတို့ရောက်ပြီအမေကလည်းဒီမိုင်းစပင်းကြီးကျော်ဒါကြောင့်အုံးနဲ့ဆင်းရဲအုံးဆင်းရဲဆိုအုံးရဲ့ဆင်းရဲရဲ့တရားရဲ့ပေါ့ဒါကတော့ဆင်းရဲနဲ့လုံးလုံးတရားမပါဘူးတရားလို့ပေါ့ဒါကတော့ ฟ้าเล่นหมดอ่ะไม่ใส่หรอกเล่นหมดอ่ะเล่นหมดอ่ะหมดข้างหัวหาเดดตรงเนี่ยฮะอยู่ๆเล่นหมดทางหมดเออเจ้าเล่มีถึงโกแล้วเจ้าดีโลอ่ะเล่มอยู่ดูอ่ะซวยงวยน่ะอ๋อเจ้านี่พี่อ๋อเจ้านี่เลี้ยงคนอ่ะนี่เนี่ยติดติดอ่ะเลี้ยงตัวจะแค่อาหมดแล้วเนาะเล่นหมดตรงเนี่ยแล้วคนเนี่ยทางคนเนี่ยทางลายาคนเนี่ยทางหัวดาจะไปเล่นหมดตรงเดียวเล่นหมดตรงหัวตรงเดียวดาเล่นหมด ဒီဆောင်နှန်းတစ်လျှောက်မှာလည်းဈေးဆိုင်လေးတွေရှိတယ် Okay. ပကံငါစီဒီပထိုးတွေထဲမှာဒီအာနန္ဒစီဒီကဘိသူကလေရအပြောင်မြောက်ဆုံးလို့သတ်မှတ်ထားကြတာလေအဲအကြောင်းမို့လို့အနုမာအာနန္ဒလို့တင်စားခေါ်ကြတာဒီအာနန္ဒစီဒီကိုကျဆက်သားမင်းက AD 1090မှာဂူပထိုးပုံစံနဲ့တိဆောက်ထားခဲ့တာ သူတိဆောက်ထားတဲ့ပုံကအိန္ဒိယကဂူဖေအားတွေတွေတိဆောက်ထားတဲ့ပုံစံမျိုးဖြစ်တယ်ဆိုပြီးတော့ပညာရှင်တွေကလည်းမှတ်ချက်ပြုထားကြတယ်ဟိမဝန္တာကကြွလာတဲ့ယဟန္တာအရှင်မြတ်တွေပြောပြတဲ့ဒီဟိမဝန္တာမှာရှိတဲ့အနန္တမူလှိုင်းကူကိုဂျက်စသာမင်းကြီးကအရန်သဘောကျတာတဲ့အဲဒါကြောင့်မို့လို့ဂျက်စသာမင်းကြီးကအဲ့ဒီနန္တမူလှိုင်းကူပုံစံအတိုင်းကိုအာနန္ဒာဇေဒီကိုတိထားကိုးကွယ်ခဲ့တာလို့သိရတယ် ဒီလိုင်ငွေတွင်းမှာကြတော့ပွင့်တော်မူပြီးဖြစ်တဲ့ဖရာလေးစုကိုရည်စုပြီးတော့လေဒီအရှိအနောက်တောင်မြောက်မုတ်ဦးလေးဘက်စလုံးပါလေ၁၈တောင်စီအမြင့်ရှိတယ်မြတ်စွာဘုရားရုပ်ပွားတော်တွေကိုလည်းပူဇော်ထားတယ်တောင်ရက်မှာပူဇော်ထားတာကကတပ္ပမြတ်စွာဘုရားရဲ့ရုပ်ပွားတော်ဟိမဝန္တာကရလာတဲ့ထင်းရှုတစ်လုံးကိုထွင်ထူထားတာတဲ့ မြောက်ရမှာပူဇော်ထားတာကကကုတ္တနာမြတ်စွာဘုရားရဲ့ရုပ်ပွားတော်ဖြစ်ပြီးတော့ဘကိုးကရလာတဲ့စကားပင်ရဲ့တလုံးကိုအထွန်းထူထားတာတဲ့ ဒီအရှိဘက်မှာပူဇော်ထားတဲ့ဒီမူလခေါနာမနာမြတ်စွာဘုရားရဲ့ရုပ်ပွားတော်ဟာကြတော့မိဘခလို့ပျက်စီးသွားတာမင်းတို့မင်းလက်ထက်မှာမှပြန်ပြီးတော့အစားထိုးအစ်စ်ပြုလုပ်ထားခဲ့တာတဲ့အခုဖူးမြော်နေရတာကအစားထိုးပြုလုပ်ထားတဲ့ရုပ်ပွားတော်အစ်စ်ပေါ့နော် ဒီအနောက်ဖက်မုတ်ကဂေါရမမြတ်စွာဘုရားရဲ့မူလရုပ်ပွားတော်ဟာလေမိခရဲထဲမှာပါသွားလို့ဒီ1892ခုနှစ်လောက်ကမှပြန်ထုလုပ်ထားတာလို့သိရတယ်

ဈေးတထောင်ဆိုတာကဒီလှန်ငူထဲမှာရောဖရာကြီးရဲ့ဈေးဒီအရန်တွေရောစုစုပေါင်းတွက်ကြည့်လိုက်လို့ရှိရင်ဈေးဒီပေါင်းကတထောင်လောက်ရှိတယ်တဲ့မုတ်ပေါင်းတထောင်ဆိုတာကကြတော့ဒီလှန်ငူထဲကိုလေအလင်းဝင်မှုအကောင်းအောင်ရောလေဝင်လေထွက်ကောင်းအောင်လို့လေဒီလိုမုတ်ပရင်းလေးတွေပေါ့နော်မုတ်ကတ်ချိုက်လေးတွေလှုပ်ထားတာကတထောင်လောက်ရှိတယ်တဲ့ လမ်းသုံးမြောင်ဆိုတာကကြတော့အတွင်းဆုံးပတ်လမ်းကကြတော့ယဟန်တန်ဃာတို့တွေအတွက်ကိုရည်ရွယ်ထားတာဖြစ်တယ်ဒုတိယပတ်လမ်းအခုလျှောက်ချောက်နေတဲ့လမ်းကကြတော့မင်းကြီးမင်းသားတွေအတွက်ကို စီစဉ်ထားတာတဲ့အပြင်ဘက်ပတ်လမ်းကကြတော့တာမန်လူတွေအတွက်ဆိုပြီးတော့စီစဉ်ထားခဲ့တာတဲ့ နိုင်ရစေးပကြီတွေကတော့အခုချိန်မှာတိတ်မရှိတော့ဘူးပေါ့နော်ဒီအပြင်ပလန်းမှာရှိတဲ့ဒီရုပ်ထုကြီးတွေကိုကြာတော့မျက်စိမပူရိတာအယုတ်ကြီးတွေလို့ခေါ်ကြတာအာလီ အာနန္ဒဖျားဖူးပြီးတာနဲ့ဒီနားမှာတရပါတကားရှိလို့အဲ့ဘက်ကိုဆက်ထွက်ခဲ့လိုက်ပါတယ်။ပကံရဲ့အထင်ကြီးရတဲ့မှာဒီတရပါတကားကလည်းတစ်ခုအပါပေါ့နော်။ပကံမင်းဆက်34ဆမြောက်မင်းဖြစ်တယ်တဲ့ပြင်းများမင်းလက်ထက်မှာဒီတရပါတကားကိုတိစောက်ထားခဲ့တာတဲ့။အရင်တုန်းကတော့ပကံမျိုးပတ်လည်းမှာတကား၁၂ချက်ရှိခဲ့တယ်။ဒါပေမဲ့အဲ့ဒါတွေကအကုန်ပျက်စီးသွားပြီးတော့ဒီအလဲဘဟိုတကားပဲကျန်တော့တာတဲ့။ ာမှာမဟာဂီရိနတ်မောင်နှမရဲ့နှကုံးတွေရှိတယ်။ညာဘက်မှာကနှမရဲ့နှကုံးဖြစ်ပြီးတော့ဘယ်ဘက်ကမောင်တော်ရဲ့နှကုံးရှိတယ်။ဒီနှကုံးတွေဒီတကားမှာပူဇော်ထားတာဘယ်မင်းတစ်ထက်ကပူဇော်ခဲ့တယ်။ဘယ်ချိန်ကစပြီးတော့ပူဇော်ခဲ့တယ်ဆိုတာကတော့တမိုင်းထောက်ထားတွေမှာအတိအကျမတွေ့ရဘူး။ မြင့်ကပါရရမှာကျန်စက်သားမင်းရဲ့ကောင်းမှုတော်စီတီတဆူဖြစ်တဲ့မြစီတီရှိတယ်။အဲ့ဒီမြစီတီအနီးနားမှာပဲကျန်စက်သားမင်းနဲ့တမူလာမိဖုရားကဖွားမြင်တဲ့သားတော်ရာဇာကူမှာတည်ခဲ့တဲ့ဂူပြောက်ကြီးဖုရားလည်းရှိတယ်။ဒီမြစီတီကိုတဲ့ခေတ်အဆက်ဆက်ကဒီကုသိုလ်ရှင်တွေကထုံးတင်ခန်းတွေစကတ်လှူဒန်းခဲ့တော့အခုခါမှာစီတီကရှေးဟောင်းလျှာတွေကတော့မရှိသလောက်ဖြစ်သွားပြီပေါ့နော်။ ဒီစီဒီမှာနာမည်ကျော်မြားစီဒီကြောက်စာလို့လည်းခေါ်တဲ့ရာစားကူမှာကြောက်စာလို့လည်းခေါ်တဲ့ကြောက်စာတိုင်းရှိတယ်။ရာစားကူမှာကြောက်စာတိုင်းကနှစ်တိုင်းရှိခဲ့တာတဲ့။အခုဒီမှာတွေ့နေရတဲ့ကြောက်စာတိုင်းကိုကြာတော့ကုပြောက်ကြီးဖျားဝင်းထဲမှာသုံးပိုင်းပိုင်းကျိုးလျက်နဲ့တွေ့ခဲ့တာတဲ့။အဲ့ဒါကိုအခုလိုပြန်ဆက်ပြီးတော့ဒီမှာပြသထားတာပေါ့နော်ထိမ့်သိမ်းထားတာ။နောက်မြားစီဒီတိုင်းနာမှာတွေ့ခဲ့တဲ့ကြောက်စာတိုင်းကိုကြာတော့ပကံပြထိုင်မှာထားထားပြီးတယ်။ ကျက်စစ်သားမင်းကြီးကမြေတော်အလောင်းစီသူကိုအင်းရှိအရာအနှဲထားပြီးတဲ့အချိန်ကြားမှာသားတော်ရာဇကူမာရာကရောက်လာခဲ့တော့သားတော်ဟာထိနှန်းနဲ့လွဲခဲ့ရတယ်ဒါပေမဲ့ဖခင်ကျက်စေသားမင်းကြီးဆုံးပါကန်ဒီဒီနေထိုင်မကောင်းဖြစ်နေတဲ့အချိန်မှာမိဘကိုယေရှုဆက်တဲ့အနေနဲ့တဲ့ရာဇကုမာကရွှေစင်းလူတော်ကိုတုံးလုံးထာပနာပြီးတော့ကိုပြောက်ကြီးဖះကိုတည်ထားခဲ့တာအဲ့ဒီကုသိုလ်ရဲ့ အကြောင်းကိုဒီကြောက်စာမှာ ပါဠိဘာသာမွန်ဘာသာပြူဘာသာမြန်မာဘာသာဘာသာလေးမျိုးနဲ့ရေးထိုးထားခဲ့တာတဲ့ဒီကျောက်စာမှာပါတဲ့အချက်အလက်တွေကနေပြီးတော့ဒီပညာရှင်တွေက ခိုင်မာတဲ့တမိုင်းအထောက်အထားတွေကိုလည်းရခဲ့တယ်ပြီးတော့မြန်မာစာပေကိုပထမဆုံးအနေနဲ့ကျောက်ထက်အခေယာရေးထိုးထားတဲ့ကျောက်စာတိုင်းလည်းဖြစ်တယ်တဲ့ ပြီးတော့ဒီရာဇာကူမှာတောက်စာတိုင်းကနေပြီးတော့ပညာရှင်တွေကဒူစာပေကိုစပြီးတော့လေ့လာဖောက်ထုတ်နိုင်ခဲ့ကြတယ်တဲ့အဲဒါကြောင့်မလို့ဒီရာဇာကူမှာတောက်စာကတမိုင်းမှာ အရေးပါတယ်တောက်စာတိုင်းတစ်ခုဖြစ်တာပေါ့နော် 2015ခုနှစ်မှာရာဇာကူမအကြောက်စာကို UNESCO ကမ္ဘာ့မှတ်တမ်းအမွေနှင့်စိတ်ရင်းဝင်အဖြစ်နဲ့နိုင်ငံတကာကသတ်မှတ်ပေးခဲ့တယ်။ AD 1133ခုကရေးထိုးခဲ့တဲ့ဒီရာဇာကူမာအကြောက်စာရဲ့တက်တန်းကအခုဆိုလို့ရှိရင်နှစ်ပေါင်း900ကျော်လောက်ရှိပြီပေါ့နော်။ မင်းပီစီအောင်မတည့်ဖြစ်ခဲ့တဲ့ဒီရွှေစည်းကုံစီတီကိုလည်းကျဆစ်သားမင်းကြီးကသူ့လက်ထက်မှာပီစီအောင်တည်ခဲ့တယ်။ကျဆစ်သားမင်းလက်ထက်မှာမွန်ဘာသာနဲ့ရေးထိုးထားတဲ့ကျောက်စာအများပြားကိုတွေ့ရလို့မွန်မြမာချစ်ကြည်ရေးခိုင်မအောင်ဦးစားပေးဆောင်ရွက်ခဲ့တဲ့မင်းတပါအဖြစ်နဲ့လည်းမှတ်တမ်းဝင်ခဲ့တယ်။အဲ့ဒီတွေ့ရှိတဲ့ကြောက်စာတွေတဲကမှဒီရွှေစည်းကုံဖေးအားမှာစက်စသားမင်းမောဘာသာနဲ့ရေထိုးခဲ့တဲ့ကြောက်စာကလည်းထင်ရှားခဲ့တဲ့ကြောက်စာဖြစ်တယ်။ ကျောက်စာမှာရေးထိုးထားတာကိုမြန်မာဘာသာပြန်လာတာကပကံကိုရန်သူတို့ဖျက်ဆီးသောအခါအမျိုးလေးပါသည်စစ်တုံ့ပန်းဖြစ်၍အချို့လည်းအောက်အခြေသို့ပါကြရသည် အချို့လည်းအထက်အညာသို့ပါကြရသည်ငါဤအကူအညီဖြင့်ထိုသူတို့ပကံတို့ပြန်ရောက်စေပါအံ့မြားစွာသောသူခတ်သိန်းတို့သည်တာတကွယ်မြားတကွယ်မိတကွယ်ဖတကွယ်ဖြစ်ကြရကုန်၏ ထိုသူတို့ဤဒုက္ခကိုငါငြိမ်းပါအံ့ထိုသူတို့ဤညက်ရီကိုငါတုပ်ပါအံ့ငါဤရှာလက်ဖြင့်ဆန်စပါးရိတ်ခါကိုပေးအံ့ငါဤဝဲလက်ဖြင့်ဝဆားတစာကိုပေးအံ့အမိသည်သားငယ်အားရင်ဝင်၌နှိမ့်သိတဲ့ကဲ့သို့ငါသည်လည်းတိုင်းသူပြည်သားတို့ကိုနှိမ့်သိပါအံ့ ဲ့ကြောက်ဆောင်မှာရေးထိုးထားတာကိုကြည်ချင်းအဖြစ်တက်ဆက်သားမင်းကတိုင်းသူပြည်သားတွေအပေါ်မှာထားတဲ့မုံမြတ်တဲ့စိတ်ထားကိုအထင်သာတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ကျစသားမင်းကပကံတီနန်းကို25နှစ်ကြာကြာ ဆုဆံပြီးတဲ့နောက် AD 1132ခုမှာအရောက်ဆက်နေပါတယ်။ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲနားလိုက်ပါတော့မယ်ရှင်။ ကံမှာထင်ရှားကျော်ကြားတဲ့နောက်ထပ်ဇီဒီပထူးတွေအကြောင်းကိုလည်းပြန်လည်မျှဝေပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်။ကျေးဇူးတင်ပါတယ်ရှင်။